ကုမှုဒရာတို့ပွင့်ချိန်ကားကုမှုဒရာဂျာပန်များပွင့်လန်းရာမိုးလေးလအစုံဒဇောင်မုံလာတို့ရောက်လေပြီဒါကြောင့်လဲဒဇောင်မုံလာကိုကောမူဒီယာစတုမာတိနီယာလို့တာမညာဖလာတုတ်တော်မှာစူထားခြင်းဖြစ်ပါတယ်ဒဇောင်မုံလာကိုယာဒီသာဆုံးဒဇောင်မုံခဝဲပွင့်တော်ဒဇောင်မုံအထူးခြားဆုံးဒဇောင်မုံတာယာလှပဒဇောင်မုံလာ မြိုင်မြိုင်ဆိုင်ဆိုင်လာကြောင်နိုင်ဆိုပြီးစာစုတို့ကအမျိုးမျိုးဖွဲ့ဆိုထားကြပါတယ်။ဒီဆောင်မုံလာပြင်းညကိုစေးပေါင်းခါတဲ့ညလူလူများကသတ်မှတ်ထားကြပါတယ်။ဒီဆောင်မုံလာပြင်းညမှာစေးပင်ပေါင်းတို့ကိုစောင်းသောနတ်ပေါင်းတို့ကမဲဇလီပင်စောင်းနတ်ထံလာရောက်ခါစားကြပါတယ်။ဒါကြောင့်မဲဇလီပင်ကစေးပေါင်းခါတဲ့လူဆိုကြပါတယ်။ဒီလိုချိန်မျိုးမှာမဲဇလီဖူးကိုစားသုံးခဲ့တော့စေဘဝင်၍ 96ပါးယောဂဝေဒနာများကင်းရှင်းပြီးဘုံကြီး၍အသက်ရှင်နိုင်ကြောင်းစေကျမ်းအချို့မှာဆိုထားပါသည်။